ပရိသတ်ကြီးမင်္ဂလာပါဗျာဗရာလောကဇလန်းများစီတင်ကနေပြန်လဲကျူးစလိုက်ပါရီဒီနေ့ညမှာကျွန်တော်ဖတ်ပြပေးသွားမယ့်ဇလန်းလေးကတော့ဇာရေးဇာဆရာအက်ကဆိုရေးသားထားတဲ့တောင်လုံးပြန်ကတပတ်ကြီးဆိုရင်ဗရာလောကဇလန်းအစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ကတော့ညစဉ်ညတိုင်းဇလန်းလေးတွေကိုဖတ်ပြပေးနေတယ်ကိုဆွဲပါပရိသတ်ကြီးကအစင်နေဖြစ်ပြီဆိုရင်တော့ကျွန်တော်နဲ့တူတူဇလန်းလေးကိုလိုက်ပါနားဆင်ပေးကြပါဦးခင်ဗျာ အချိန်အပြင်1930ဝန်းကျင်ခန့်ကဖြစ်ပါတယ်ထိုစဉ်ကမြန်မာနိုင်ငံဟာအင်္ဂလိပ်ကိုလိုနီများကအုပ်ချုပ်နေတဲ့အချိန်လေးဖြစ်ပါတယ်ရန်ကုန်မြို့ကြီးကိုအင်္ဂလိပ်များကခေတ်မီမြို့ကြီးတစ်မြို့ဖြစ်အောင်တည်ထောင်ရာဗဇွန်တော်ရက်ွက်တီကတခုအပါဝင်ဖြစ်ပါတယ်ထိုစဉ်ကရန်ကုန်မြို့မှာတော့ဗဇန်တော်ရက်ွက်မှာအရှိဘအကြအောင်ရက်ွက်တစ်ခုဖြစ်တယ်လို့ဒုတက်မှုအားနဲ့ရက်ွက်တစ်ခုလည်းဖြစ်ပြနေထိုရက်ွက်မှာတော့အဆောက်အဦးကြီးကြီးမားမားတိတ်မရှိသေးဘဲနဲ့ပြန်ကြအလို့သမားများအများအပြားနေထိုင်ကြသည့်ရက်ွက်ဖြစ်ပါတယ် ။ရက်ကွက်ထမ်းမှာလူအများစုကရန်ကုန်မြို့လေကောင်မှာသွားရောက်အလုံးလုံးကန်ရသူများဖြစ်ကြပါတယ်။အဲလူနေထူတဲ့တဲ့စင်ရသားရက်ကွက်ကလေးဖြစ်တာကြောင့်တဲအိမ်ကလေးများနဲ့သာနေထိုင်ကြပါတယ်။အဲရန်ကုန်မှာတော့မွန်လူမျိုးများပေါများသည့်ဖြစ်ရာပဇွန်အောင်တဝိုက်မှာလည်းမွန်လူမျိုးအများပြားနေထိုင်ကြပါတယ်။အစင်စစ်အဖြစ်တော့ပဇွန်အောင်ဆိုတဲ့အမည်နာမမှာလည်းမွန်အခေါ်ဝတ်ကိုဗမာအတန်ဖြင့်အတန်ဖလှယ်ထားခြင်းဖြစ်ပါတယ်။မောအမီယာပတုံဒေးဟုအမည်ရပြီးတော့ပတုံဆိုတာက၅ခုကိုဆိုလိုခြင်းဖြစ်ပြီးတော့ဒေးဆိုဒီမှာကတော့ တောင်ကုန်းကလေးများကိုဆော်လို့ခြင်းဖြစ်ပါတယ်။အထူးအရမရှိတဲ့ညောင်ကုန်း၊ပေတော်ကုန်း၊မအူကုန်း၊မလွာကုန်း၊ပိန်နကုန်းစတဲ့ကုန်းငါကုန်းရှိရာရက်မှုခေါ်တွင်ကြခြင်းလည်းဖြစ်ပါတယ်။ဗီတီရှာတို့ကအောက်မြန်မာပြည်ကိုသိမ်းယူလိုက်ပြီးတော့ရန်ကုန်မြို့အဖြစ်တည်ဆောက်တဲ့အခါမှာတော့ပတုံလေးအဖြစ်ပင်တည်ရှိနေသေးတယ်။အဲဒုသောနောက်ပိုင်းဗမာများခေါ်ဝဲကြရင်တော့၎င်းအင်္ဂလိပ်တို့ကခေါ်ဝဲကြရင်တော့၎င်းဗတုံသေးအမိမှာပဇွန်နာဟုပြောင်းလဲသွားလိတော့တယ် ကားလမ်းပေါ်များနဲ့ဝေးကွာတဲ့နေရာမှာတော့အင်္ဂလိပ်များစုဖွဲ့ကရွာကလေးများအဖြစ်နေထိုင်ကြပါတယ်။အသူအစုံနဲ့သူကိုအစုံနဲ့ကိုရွာကလေးများတီလျက်နေထိုင်ကြတယ်။မော်နီကမွန်ရွာတီစလို့ကလားများကလည်းကလားရွာတီဆောက်ကြတယ်။ရှမ်းများကလည်းရှမ်းအစုဗမာများကလည်းဗမာအစုနဲ့နေထိုင်ကြလိမ့်တယ်။အထိုအင်စုကလေးများကိုတော့ရုတ်ကဟုခေါ်တော့လဲရွာတပွဲသားရှိနေသေးတယ်။အထိုရွာများအလယ်မှာတော့ကွင်းကြီးတစ်ခုရှိပါတယ်။ထိုကွင်းကြီးကိုတော့တောင်လုံးပြကွင်းဟုခေါ်ကြတယ်။ ရခင်ကကွင်းကြီးထဲမှာတောင်လုံးပြန်အပြင်များပေါရောက်နေတာကြောင့်ထိုနမီကိုအစွဲပြူပြီးတော့တောင်လုံးပြန်ကွင်းဟုခေါ်တွင်ကြခြင်းဖြစ်ပါတယ်။အဲကွင်းကြီးမှာတော့ဖုံးစိုးမြေကြမ်းကြီးဖြစ်ပြီးတော့စိုက်ပြူပြူပြင်မရပြီ။ကွင်းအတွင်းမှာလည်းသစ်ပင်ကြီးကြီးမမအများစုလိုက်ပေါရောက်နေပြီးတော့အုပ်ဆိုင်နေပါတယ်။အဲလူအစုအစုနဲ့နေကြတဲ့ရွာကလေးများကတော့ထိုကွင်းကြီးကိုပတ်ပတ်လည်လည်တိဆောက်ထားကြပါတယ်။အဲမိုးရွာစီမှာတော့ထိုကွင်းကြီးအတွင်းမြက်ပင်များ၊ချုံတဲ့ပင်များပေါက်လာကြပြီးတော့အဲစိမ့်ဆူကတောတောင်တန်းကြီးတပွဲဖြစ်နေလေတော့တယ်။ ဟေးဖိုးခင်ဒီရောက်လာတော့ဖားရိုက်ထွက်ရအောင်ဟိအဖိုးမောင်ဆိုသူကဖိုးခင်ကိုအပေါ်ခေါ်လိုက်တယ်အဖိုးခင်ကလည်းဒီလိုအခွင့်အရေးမျိုးကိုလက်လော်ခံပြီးမဟုတ်ဘူးဟုတ်လို့လားဖားကထွက်လို့လားကွာဒီလိုမိုးဖိုးဖွဲလေးနဲ့ဆို ဖားထွက်ပါရဲ့ကွာအညာကဥပဆောင်လို့ဖားထွက်ရတာမလဲရဘူးလေကွာအေးကွာဒါဆိုရင်လည်းဟင်းစားရအောင်ငါတို့ထွက်ရိုက်ကြတာပေါ့အေးအေးအေးဝအောင်အိတ်ထားကွာညာမိုးချုပ်တော့ငါလာခေါ်မယ် ်အဖိုးကြီးမှာသူမကြီးဖြစ်သူမိသားစုနဲ့အတူတူနေထိုင်ခြင်းဖြစ်ပါတယ်သူမကြီးမှာတော့မောင်မကြီးမိကွန်ထော်ဖြစ်တယ်အသူအကိုကတော့ဖိုးခါကိုခေါ်ပါတယ်အကူနဲ့မကြီးမအလွန်ချစ်ခင်ကြတော့လဲနှစ်ဖက်မိဘများကတဘောမတူတဲ့အတွက်အိမ်မထွက်ပြေးကြတာယခုကရန်ကုန်မြို့မှာတော့အခြေလာချခြင်းဖြစ်ပါတယ်။တောင်စွန်းဘက်များကိုရောင်းချရမှာစီးပွားဖြစ်ခဲ့ပြီးတော့အခြေကျနေခဲ့ပါတယ်။အဲဒို့သောဥဖိုးကမှာတော့ရုတ်တရက်သေဆုံးသွားရသူမိမဖြစ်သူမိကွန်ထော်မှာတော့၃နှစ်အရွယ်ကလေးတစ်ယောက်နဲ့ယခုကမှာတော့ဘိုက်တလုံးကျန်နေတယ် မကြီးဖြစ်သူကိုဝင်ကရင့်မာလာခဲ့သည်မူသူကအိမ်တွင်နေတိုင်းကဖတ်ရောင်းသည့်လုပ်ငန်းကိုဆက်လက်လုပ်ကင်နေခြင်းဖြစ်ပါသည်။ညနေဆောင်တဲ့အခါမှာတော့ဖိုးခင်ရောက်လာလေတယ်။ဖိုးခင်ကဖိုးမောင်ထက်အသက်တနှစ်ကြီးတော်လဲသူတို့နှစ်ဦးမှာအလွန်ချစ်ခင်တဲ့တန်ငယ်ချင်းများဖြစ်ကြပါသည်။အတူတူသွားလာစားတောက်ကြတယ်။ဖိုးခင်ကလည်းဖိုးမောင်လုပ်ငန်းများကိုအကူအညီပေးတယ်။နှစ်ဦးစလုံးမှာလူမျိုးပေါင်းပါဖြစ်တဲ့အတွက်အသက်အပြည့်ဝါသနာပါတယ်။လေးကွာတလက်နဲ့ငှက်လိုက်ပြတ်တတ်တယ်။ အရှင်ရောက်ထောင်ပြီးတော့ဖန်းစားတက်တယ်ယခုလိုမိုးရသည်ဆိုရင်တော့ငားရှာဖရှာလောက်တက်တယ်အဖိုးခင်ကဝါးဖြင့်ရက်ထားတဲ့တောင်းကြီးများကိုမျက်နှာစာတစ်ဖက်ဖွင့်လာကအတွင်းမှာတော့စီမီကွက်ကိုထည့်ထွန်းထားပါတယ်အဖိုးမောင်ကလည်းစီမီကွက်တစ်ခွက်ကိုကင်လာပြီးတော့ဖားရိုက်ထွင်ရတဲ့တလန်ကရှိတဲ့တုံများကိုအသီးသီးကင်လာကြတယ်ဖေးကောင်ဖိုးခင်မင်းတို့အိမ်မှာဓာတ်ရှိတယ်မဟုတ်လားအေးငှက်ကြီးတောင်ဓာတ်ကြီးရှိရဲ့ကွာအဲ့ဒါယူခဲ့သားမှာကွာလိုရမယ်ရပေါ့ကွာဖိုးခင်ကအိမ်ထင်ရမှာချိန်ထားတဲ့ငှက်ကြီးတောင်ဓာတ်ကိုဖြတ်ယူလိုက်ကကြောတွင်လွှဲလာခဲ့တယ် တငချင်းနဲ့ရောက်ပလိုင်းတယောက်တလုံးလွယ်ကအိမ်မှာထွက်လာခဲ့ပါပြီ။ဖို့မဘဲကိုသွားရမှာလဲကွာ။အဲတောင်လုံးမြန်ပင်ကွင်းဘက်ကိုသွားမယ်ကွာ။အဲတောင်လုံးမြန်ကွင်းဟုပြောစရင်ဖိုးခင်ကအတော်ထိတ်လန့်သွားတယ်။မင်းကလေတောင်လုံးမြန်ကွင်းမှာတရက်တပတ်တည်းရှိတယ်မဟုတ်လား။သွားလို့ဖြစ်ပါမလားကွာ။ရပါလေကွာငါတို့ဖွားရိုက်တာကွင်းဆက်တွေရိုက်မှာပါကွာ။ကွင်းထဲကိုမသွားပါဘူး။မင်းမစိုးရင်ပါနဲ့ကွာ။အဖိုးမောင်ကပြောလိုက်တဲ့ပြင်ဖိုးခင်လည်းလိုက်လာခဲ့ရလို့လေတောင်လုံးပြကွင်းဆိုဒီကလည်းသူတို့နေမှာတော့နည်းနည်းရကွင်းမဟုတ်ဘူး အကွင်းထဲမှာအချောအလန့်ကျန်းနေမြေကျန်းနေဟုဆိုတယ်အကွင်းထဲသွားသူများလူတိုင်းဒီပါအချောအလန့်ခံရတဲ့ဖြင့်အကြောင်းလို့မရှိပဲနဲ့ကွင်းထဲသို့မသွားရအတို့တော်ထိုကွင်းထဲဖိုးခင်တို့မှလည်းမစိမ့်လာပြီအကွင်းအတွင်းရှိငှက်များကိုပြစ်ခတ်ဘူးသလိုကွင်းအတွင်းသစ်ပင်ကြီးများထမနေထိုင်တဲ့ရှင်ကလေးများကိုလည်းထောင်ဖမ်းဘူးတယ်အတို့တော်အခုကတော့ညအချိန်လာရသည်မို့ကြောက်လန့်နေမိခြင်းဖြစ်ပါတယ်မိုးတွေကတပြက်ရွာကြလန့်ပြီးဖြစ်ပါတယ်။ရွာစက်ရောက်တော့ရွာမအိမ်တွေကိုခက်လန်းလန်းသာမြင်နေရတယ အကွင်းကြီးကတော့ခြုံနဲ့ပိတ်ပေါင်းများစွာနဲ့တော်ကြီးတစ်ဖွဲ့ဟိထလိုနေပါတယ်။အတန်ငယ်ချင်းနဲ့ရောက်မီးအုပ်ဆောင်လေးကိုဆွဲပြီးတော့ကွင်းဆက်မှာရှောက်သွားနေလိုက်တယ်။မကြခင်မှာပဲဆာဖာတကောင်ကသူတို့အရှိတွေရောက်လာတဲ့ပြင်တို့ပြင်ရိုက်ကြတယ်။တို့တွေလူမနေဘူးကွာတယောက်တကောင်ကြီးယူကြမယ်။အဒီတစ်ခါတွေ့တဲ့ကောင်ကိုမင်းယူလိုက်နောက်တစ်ခါတွေ့တဲ့ကောင်ကိုငါယူမယ်ဟုတ်ပြီလားကွာ။အဖိုးမောင်ပြောသမျှကိုဖိုးခင်ကခေါင်းငိမ့်လိုက်ပြီးတော့ကွင်းဆက်မှာရှိတဲ့မြက်ပင်များကြားမှာဆာဖာမြောက်ကိုရှားဖွေနေမိတယ်။ အဲဒီလိုနဲ့ညလကောင်ကြော်တဲ့ခါမှာတော့တန်ငကျင်းနှစ်ယောက်ကပလိုင်းထဲမှာဖားတဝက်လောက်စီရနေပြီဖြစ်တယ်။ဟင်းသားရပြီကွာ။ပြန်ကြဆိုကွာမိကလည်းကုံတော့မင်းအဖိုးမောင်ကပြောလိုက်တဲ့ပြင်တန်ငကျင်းနှစ်ယောက်ပြန်လာခဲ့တော်လေ။အစီမိကလည်းကုံကနီးပြီမို့အလင်းအားနေနေပြီဖြစ်ပါတယ်။ထိုတင်ဖိုးမောင်ကအသာငြိမ်နေလိုက်ပြီးတော့ဖိုးခင်လက်ကိုကုတ်လိုက်တယ်။မီးရောင်မှလှုပ်လှုပ်ရရဖြစ်နေသည့်စာဖာကြီးတကောင်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အဲထိုးစာဖာကြီးမှာအတော်ကြီးမှပြီးတော့ခွေးပေါက်အကြံဖန်ရှိလေတယ်။ မြဲတဲ့ကောင်ကြီးတော့ကွာအသားတွေကလည်းစုဖြိုးနေတာပဲဒီတကောင်ကငားလေကွာအဖိုးခင်ကဖာကြီးစီပြေးသွားပြီးတော့ဒုံနဲ့အားကုန်ရိုက်ချလိုက်တယ်အဲတို့တော့ဒုံချက်နဲ့ဖာလွဲသွားပြီးတော့မြေပေါ်သို့ဒုတ်ကထိမှန်သွားတယ်ဖာကြီးကလည်းအသက်ဘေးကိုတီးလိုက်ပြီးမှထိုနေရာမှာလှည့်ပြေးပါတော့တယ်ဟေးကောင်ဖိုးခင်ပြေးပြီးကွာမြမြရိုက်အဖိုးခင်ကနောက်တစ်ချက်ထက်ရလိုက်တော့လေဖာကခုံထွက်သွားသဖြင့်ဒုံချက်မမိတော့ဘူးအဖိုးမောင်ကလည်းလက်ရမြေသဖြင့်ငြိမ်မနေတော့ဘဲနဲ့ဖာကြီးကိုပြေးရိုက်တယ် အဲတို့တော့တန်ငယ်ချင်းတွေရောက်ရိုက်တီတုံးမှာအချင်းချင်းရိုက်မိပြီးတော့ဖားကြီးကိုမထိလိုက်ပြီဖားကြီးကတော့ခြုံမြများကြတော့တိုးဝင်သွားလေတော့လေတဲ့အကောင်ကြီးမဟုတ်ဘူးကွာမင်းမြလိုက်ဟာလူတရဲ့နေပါရှိတဲ့ခြုံမင်းကြီးများစီတို့ဖိုးခင်နဲ့ဖိုးမောင်တွေရောက်တိုးခဲ့တော့လေလက်ထဲမှာမိယောက်သားမတဲယူရမလွယ်ကူတဲ့ဖြင့်မတဲခဲ့တော့ပြီအဲခြုံမုံထဲရောက်တဲ့အခါမှာတော့နှစ်ဦးသားဖားကိုရိုက်တော့လေဖားမှမသိပဲလွတ်ထွက်လို့နေပါတယ်အဲသူတို့လည်းဖားနောက်လိုက်ရင်းနဲ့ကွင်းအတွင်းတို့ရောက်မှန်းမသိရောက်သွားကြလိမ့်တော့လေ တံငယ်ချင်းတယောက်ဖားနောက်လိုက်နေကခြုံတော်မြောက်ကိုထပ်မံဖျက်သန်းပြီးတဲ့အခါကွင်းကြီးအတွင်းသို့ရောက်လာခဲ့ပါပြီ။အဖားကြီးကတော့ပြေးလွှားနေပြီးတော့သူတို့အရှိရှိတိပင်းကြီးတပင်ရဲ့အောက်ခြေသို့ပြေးဝင်သွားလေတော့တယ်။ထိုတိပင်းကြီးမှာညောင်မကြီးတပင်ဖြစ်ပါတယ်။ညောင်မကြီးအောက်သို့ရောက်တဲ့အခါမှာတော့အဖားကြီးမှပျောက်ချင်းမလားပျောက်ွယ်သွားလေတော့တယ်။အဲထိုတော့မှသူတို့လည်းနေကြွန်လာပြီးမြန်တိလက်ရပါတယ်။တယောက်နဲ့တယောက်ကြည့်နေတဲ့အချိန်မှာပဲညောင်မကြီးအပေါ်မှာတဖဲဖဲနဲ့တက်ကန်းများလှုပ်လာလေတယ်။ အထို့အထို့ကြီးမားလာတဲ့အကောင်ကြီးတကောင်လည်းသူတို့နှုတ်ဝဲရှိသူခုံစင်းလိုက်ကြီးတယ်။ထိုအကောင်ကြီးကတော့လူ၃ရက်စာလောက်မြင်မှပြီးတော့တုတ်တုတ်ခိုင်ခိုင်နေဖြစ်တယ်။မျက်လုံးကြီးနှလုံးမှာမီလုံးကြီးများတဲ့ဘွယ်လင်းထိန်နေပြီးတော့ပဝင်းညင်တခုလုံးမျက်လုံးအလင်းအောင်ကြောင့်လင်းထိန်နေပါလေ။ဒီအကောင်ကြီးရဲ့ကိုယ်လုံးမှာတော့အစင်းရောင်ပြစ်ချွဲ့အရေတွေကစီးကြလို့နေပါတယ်။ဖိုးမအဲ့ဒါအဲ့ဒါတပတ်ကြီးကွာ ။တန်ငယ်ချင်းတွေကြောင်းလန့်ပြီးတော့ပြန်လဲပြေးကြတယ်။အဲကိုရင်တိုင်းဖြတ်ပြေးတိုင်းနဲ့မကြခင်မှာပဲညောင်မင်းကြီးစီတို့ပြန်ရောက်လာခဲ့တယ်။သူတို့မျိုးလုံးကိုပင်သူတို့မယုံနိုင်တော့ဘူး။ညောင်မင်းကြီးအောက်မှာခုနကဆင်းလာတဲ့တပတ်ကြီးမှာတော့ငုတ်တုံကြီးထိုင်လို့နေပါရဲ့။အဲသူတို့လည်းမယုံသေးပဲနဲ့နောက်တကထပ်ပြေးကြပြန်တယ်။ကိုရင်တွင်ကိုတဲတဲမမပြေးခြင်းဖြစ်တော့လေမကြခင်မှာပဲညောင်မင်းကြီးကသူတို့အရှိတွင်ဘွားခနဲ့ပေါ်လာလေ။တပည့်ကြီးကသူတို့ကိုကြည့်လိုက်ပြီးတော့သူ့လက်ကြီးနဲ့လှမ်းဆွဲတယ်။အထို့နောက်ဘလုံးမတွေ့အတန်းကြီးနဲ့ ဟေးကောင်းနေငါ့ကိုဖားရီတွေးရစမ်းအဖိုးမောင်ကတပတ်ကြီးကဖားတောင်းနေပြီမို့ပလိုင်းထဲမှာဖားတကောင်ကိုလှမ်းပြစ်ကျွေးလိုက်တယ်တပတ်ကြီးကဖားကိုလေပေါ်မှာတင်ဖမ်းလိုက်ပြီးတော့သူ့ပစက်ကြီးတို့ပြစ်ထဲလိုက်တယ်ဖိုးမောင်ကဖိုးခင်အနီးတို့တိုးကလာတယ်ငါတို့စီကဖားရီစားရင်လို့ဖြစ်မယ်ကွာငါတို့သူ့ကိုဖားရီပြစ်တွေးပြီးတော့သူစားနေလို့ပြေးကြတာပေါ့ဖိုးခင်ကလည်းဖားတကောင်ပြစ်ကျွေးလိုက်ပြန်တယ်အတပတ်ကြီးကဖားကိုပစက်ထဲထည့်လိုက်ပြီးတော့တကြွကြွနဲ့အယိုးပါကြိုက်ဝါနေပါလေ။ ။သူတို့နှစ်ယောက်ကလည်းနောက်ဆုံးနောက်ဆုံးနဲ့ထိုးနေရာမှာထွက်လာခဲ့လိုက်တယ်။တပတ်ကြီးကတော့ဗဇက်ကြီးဖျဲလိုက်ပြီးသူတို့အနောက်သို့ဆက်လိုက်လာပြန်တယ်။အဲသူတို့လိုက်လာတဲ့ဖိုးခင်နဲ့ဖိုးမောင်ကတော့သူတို့ပလိုက်နေတာဖားရကောင်စီပြေးကြွေးလိုက်။တပတ်ကြီးကဖားကိုဝါးစားနေတဲ့အချိန်မှာနောက်ဆုံးပြေးလိုက်နေညောင်မင်းကြီးနဲ့အတော်ရင်ဝေးကွာခဲ့ပြီဖြစ်တယ်။စားအောင်မယ်စားအောင်မယ်။အဲတပတ်ကြီးကဗဇက်ကြီးကိုဖျဲပြီးတော့အော်ဟစ်လို့နေပါတယ်။တပတ်ကြီးရဲ့ဗဇက်မှာတော့တထောင်ခန့်ရှိပြီးတော့ဖားဗဇက်ကြီးကိုပြဲပြဲကြီးဖြစ်တယ်။ ။မဇက်အတွင်းမှာလည်းဖိုးဖွေးဆွဖြူနေတဲ့အဆွဲကြီးများကိုမြင်တွေ့နေရပါတယ်။ဖိုးမောင်ကပလိုင်းကိုနှိုက်လိုက်တယ်။အဲသို့တော့ပလိုင်းအောက်ခြေကိုသာဆမ်းမိတယ်။ပလိုင်းထဲမှာဖားတကောင်မှမရှိတော့ဘူး။ဖိုးခင်လည်းသူ့ပလိုင်းကိုနှက်လိုက်ရာဖားတကောင်မှပဲမရှိတော့ဘူး။အဲသူတို့တညာလုံးရိုက်ခါတဲ့ဖာကြီးမှာတပည့်ကြီးကိုပြည့်ကျွေးလိုက်တဲ့ပြင်ကုံသွားပြီဖြစ်ပါတယ်။စားအောင်မေငါကိုကျွေးစမ်းတပည့်ကြီးကသူ့ရင်မကြီးကိုတဒုံဒုံပုတ်လေဖိုးခင်ကလည်းအလွန်ကြောက်လန့်နေတော့လေဖိုးမောင်ကတော့တိတ်မကြောက်ဘူး။ ဒီမှာတွေ့တာမင်းကိုကြွေးလိုက်လို့ငါတို့ဖားတွေကုန်သွားပြီမရဘူးစားအောင်မယ်အဖိုးမောင်စိတ်ထဲဒေါသထွက်လာခဲ့စားကြရင်တော့ကိုဘောသာရိုက်ကိုစားကွာကိုင်းတန်းကဒီလောက်ဖားတွေပေါ်တာကိုအဖိုးမောင်ကကဆက်ဆက်ပြောလိုက်တော့တပည့်ကြီးကပို့ပြီးတော့စိတ်ဆိုးသွားပါတယ်အစိတ်ဆိုးတဲ့ဖြင့်မြေကြီးကိုဖန်နောက်နဲ့တဒုံလုံးပေါက်နေလေတယ်ဖားမစားရရင်မင်းတို့နှစ်ယောက်ကိုစားမယ်အဲ့တပည့်ကြီးကသူတို့စီကိုပြေးလာလေတယ် အဖိုးခင်ကအလွန်ကြောက်နေတော့လေဖိုးမောင်ကတော့ဖိုးခင်ကြောရင်လွဲထားတဲ့ငှက်ကြီးတောင်တာကိုဆွဲဖြုတ်လိုက်တယ်။တပတ်ကြီးအနာတို့ရောက်လာတဲ့အခါမှာတော့ငှက်ကြီးတောင်တာနဲ့တပတ်ကြီးရဲ့လက်ကိုခုတ်ထည့်လိုက်ပါတယ်။တပတ်ကြီးကအနောက်တို့ခုံဆုပ်သွားတယ်။ဒါဒါအဲ့ဒါငါကြောက်တယ်။တပတ်ကြီးကဓာတ်ကိုကြောက်လန့်နေလေတယ်။ဖိုးမောင်ကလည်းအခွန်ရရရပြီးမို့တပတ်ကြီးကိုဓာတ်ချင်းချင်းရတော့တယ်။ဟေးကအခုထွက်သွားကမသွားရင်မင်းကိုဓာတ်နဲ့ခုတ်ပြမယ်။ဖိုးမောင်ကဆဲဆိုရင်လည်းဓာတ်ကိုဝှေ့ရမ်းနေလေတယ်။ အဒဗကြီးကလည်းကြောက်တဲ့ပြင်အရှိတို့တက်မလာရပြီသူတို့တငယ်ချင်းတွေရောတယောက်ကိုတယောက်ကြောချင်းကပ်ပြီးတော့ဓားကိုဝေရငါကိုရင်အတွင်းနောက်ဆုံးနောက်ဆုံးနဲ့သွားကြရပါတယ်အဒဗကြီးကလမ်းလျှောက်တဲ့အခါလေးဘထက်ကလျှောက်ပြီးတော့သူတို့ကိုကြားကြီးတစ်ကောင်ထဲသို့လှည့်ပတ်ပြီးချောင်းနေလေတယ်သူတို့အနီးမှာကပ်ပြီးတော့လိုက်ပါလာတော့လေဖိုးမောင်လက်ထဲမှာဓားကိုကြောက်တဲ့ပြင်အရှိတို့အတင်းမဝင်ရပြီအဲ့တော့မိမရှိပါမရှိနေမို့မှောင်မဲနေတဲ့ကွင်းကြီးအတွင်းဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိတော့ပါဘူး တပတ်ကြီးကလည်းလက်မလျှော့ပဲနဲ့သူတို့ကိုပတ်ကကြားချောင်းချောင်းနေလေတယ်။လမ်းပြောင်းနေမှန်းသိပြီမို့အကိုကြီးရလို့ရညာအော်ကြီးရတော့တယ်။ကဲတော်မူကြပါဗျို့ကဲတော်မူကြပါကဲတော်မူကြပါအတန်းကုန်အော်ဟစ်တော့လဲဘာမှမထူဘူးတပတ်ကြီးကတော့လိုက်မြဲလိုက်စဲပင်ဖြစ်ပါတယ်။အကွေးနဲ့မှာပက်နေရင်ကအချိန်ကြီးကုံဆုံးသွားပါတယ်မနက်မိုးရင်းတော့မြည်ဖြစ်တဲ့ပြင်အကောင်းငယ်မှာတော့အလင်းရောင်များတန်းလာခဲ့တယ်အဲသူတို့နှစ်ယောက်လည်းအော်ဟစ်နေရင်အတန်ကြီးကွဲအပ်နေပြီဖြစ်ပါတယ် ဒါကိုဝေယမ်းရသည်မှာလဲလက်တွေညောင်းနေပြီဖြစ်တယ်။တငယ်ချင်းတို့ရောဒါကိုလက်ဆင်ကမ်းပြီးတော့တယောက်တက်လေဝေယမ်းနေရတယ်။အထိုးအချိန်မှာပဲသူတို့အနောက်ဘက်တနေရာမှာမိရင်ကလေးတစ်လက်ကိုမြင်တွေ့ရတယ်။ဘိုးကင်ကဒါကိုဝေယမ်းလိုက်တဲ့အခါမှာတော့လက်မှာချောနေတဲ့ပြင်သူတို့ဒါမှလက်မှာချောထွက်တာကခက်လန်းလန်းရှိချုံဖို့အတွင်းသို့ကြာသွားလိမ့်တယ်။တပည့်ကြီးကဆူရတဲ့မျက်လုံးကြီးမြတ်နဲ့ကြည့်နေသူတို့စီတို့ပြေးဝင်လို့လာပါတယ်။ အဲသူတို့နှစ်ယောက်ကလည်းမတိုင်မင်သားပဲအနောက်သို့လှည့်လိုက်ပြီးတော့မြင်တွေ့နေရတဲ့စီမီအလင်းရောင်ကလေးစီတို့ခြေကုံတုပ်ပြီးပြေးရတော့တယ်။ကဲတော်မူကြပါဗျို့။ကဲကြပါဦး။အဲပဇက်မလည်းအော်ဟစ်ပြီးတော့ပြေးလိုက်တဲ့အခါမကြခင်မှာပဲတဲရင်စုကလေးတစုနဲ့နှီးလာတယ်။အတဲရင်အတွင်းမှာလူတွေကပြေးထွက်လာကြတယ်။ထိုလူများကိုတွေ့တဲ့အခါမှာတော့တပတ်ကြီးကဆမ်းမလိုက်တော့ဘဲနဲ့ရက်တန်လိုက်တယ်။ဖိုးပေါင်နဲ့ဖိုးခင်ပြေးနေရင်ရက်လိုက်တော့ရဲ့သူတို့အတော်မောပန်းနေပြီဖြစ်တယ်။အဲတပတ်ကြီးကသူတို့ကိုကြည့်ပြီးတော့မကြည်မနှက်နဲ့တောက်ခေါက်တယ်။ ရင်မကြီးကိုထုတယ်၊မြေကြီးကိုလည်းခြေဖြင့်စောင့်နေတယ်။အဖိုးမောင်ကတပည့်ကြီးနဲ့ကြော်ပြီးလိုက်မလာနိုင်မှသိတယ်။ခေကောင်ကြီးလာလေကွာမင်းကကြောက်နေပြီလားကွာ။တငယ်ချင်းတွေရောတပည့်ကြီးကိုဝိုင်းပြီးဆဲဆိုကြတယ်။အဲနောက်တော့အိမ်သူကလေးမှလူတွေရောက်လာတယ်။ထိုလူတွေကြည့်ရသည်မှာတော့ရှမ်းနေနေတူပါတယ်။လူတွေတို့ဘာဖြစ်ကြလဲကွာ။အရှမ်းဖိုးကြီးတို့ကမနက်စောစောဆုံးဟင်းထားချက်တဲ့အလင်းရောင်ကိုသူတို့မြင်လိုက်ရခြင်းဖြစ်ပါတယ်။ရှမ်းမြကသူတို့ကိုကျူးမြလိုက်တာသူတို့နေတဲ့တဲစုစီတို့လိုက်ပွေပေးတယ်။ သူတို့တက်စုနေရှမ်းစုမှာကွင်းဟိုဘက်ဒီဘက်ဖြစ်ပါတယ်သူတို့တငရဲ့နေရောင်ငားမိုင်ပက်လေကန်ရှိတဲ့ကွင်းကြီးကိုတညာလုံးဖျက်ပြီးနေကြခြင်းဖြစ်ပါတယ်အိမ်ကိုရောက်သည်နေသူတို့နှစ်ဦးစလုံးဖျားတော်တယ်အဖိုးမောင်ကလည်းသူ့အိမ်တွင်ဖျားသလိုပုပ်ဖင်ကလည်းအဖျားတွေတက်တော့ညာညာရောက်ရင်တော့ကြောင်ကရန်းနေထအောင်ဟိကြတယ်စေးစရာကြီးကအဖျားပျောက်စင်းနေကုသနေတော့လေအဖျားကတက်တာမလားဘီအဲဒီလိုနဲ့သုံးရက်ခန့်ကြာတဲ့အခါမှာတော့ဖိုးမောင်မဝယ်ယူပြန်တယ်လို့ဖြစ်သွားတယ်အိမ်မောင်မပြေးစင်းပြီးတော့ရတဲ့တဲ့မျက်လုံးမျက်စံပြုနေပတ်ပြေးနေလေတယ် လာနေပြီလာနေပြီတပတ်ကြီးတပတ်ကြီးလာနေပြီမစက်မှလည်းထိုးထိုးရွတ်ဆွနေလေတယ်အဖိုးမောင်အိမ်မှာလူများကဖိုးမောင်ကိုရွာပြင်တွင်ဖမ်းဆီးလိုက်နိုင်တယ်ဖိုးမောင်ကိုဖမ်းဆီးပြီးတဲ့အခါမှာတော့ဖိုးမောင်မှာမျိုးလုံးကြီးပြူလျက်ငြိမ်သက်သွားတော့တယ်ဖိုးမောင်တည်ဆုံးသွားတဲ့တရင်ကရွာထဲတွင်ပြန့်နှံ့နေပါတယ်ထို့သောမိကွန်ထောက်ကဖိုးခင်ကိုထိုးအကြောင်းမပြောပြပါဖိုးခင်ကလည်းအိတ်နေစီကများတယ်အိတ်နေရင်လက်ပြီးထထဩတယ်အဲဒီနောက်မှာတော့ပြန်အိတ်ပြော်သွားပြန်တယ် ဖိုးခင်လည်းတော့မိကွန်ထော့ကပြုစီရတော့တယ်မိကွန်ထော့ဘိုက်ကလည်း၈လဖြစ်နေပြီဖြစ်တဲ့ပြင်တိတ်ပြီးတော့လှုပ်ရှား၍အစင်မပြီးတော့အထိုးနေညနေတော့တောကြက်ကလေးကိုအကြကြီးပြုတ်ပြီးတော့ဆန်ထက်ကစက်သားဆန်မျိုးချက်တိုက်ညနေစောင်းနေပြီဖြစ်တဲ့ပြင်မက်ကလေးဖြစ်သူကိုဆန်မျိုးတက်ပြီးစီးအတိုက်ရတော့တယ်မိကွန်ထော့ကဆန်မျိုးပကံလေးကိုကန်ပြီးတော့အင်ဂျီကန်းကိုထွက်လာခဲ့တယ်အိပ်ပျော်နေတဲ့ဖိုးခင်နှပြီးမှထိုင်လိုက်ပြီးတော့ဖိုးခင်ကိုနှိုးလိုက်တယ်အဲဖိုးခင်ကထလာပြီးတော့ဆန်မျိုး၃လေးစုံစားတယ် အာမရှိသဖြင့်ဖိုးခင်လက်များကတုံရီတို့နေပါတယ်အထူးသဖြင့်မှာပဲဖိုးခင်ကအင်ရှိအတက်လေကားကိုကြည့်နေလေတယ်အသူမျိုးလုံးများကလည်းပြူးကြောင်နေတယ်ဖိုးမတကယ်ချင်းအဲ့ဒီမှာရက်မနေနဲ့လာလေကွာအမိကွန်တော်ပင်ဖိုးခင်စကားကြားပြီးတော့ကြောက်လန့်သွားရတယ်အိမ်တကားဘတ်တို့လှည့်ကြည့်တဲ့အခါမှာတော့မိသူမှရှိမနေပြီအဖိုးခင်ကလည်းသူ့နေရာကိုပင်တွေ့တွေ့ကြည့်ကြည့်နေတယ်ဖိုးမလာပါကွာထိုင်စမ်းမအောင်လာလေတကယ်ချင်းမက်ကလေးရေဘယ်သူမှမရှိပါဘူးကွယ် ရှိပါတယ်မကြီးရဟောဟိုမှာဖိုးမှာမတ်တက်ရက်နေတယ်ဒီကောင်အိမ်ထဲကမဝင်မဲအဲ့ဒီမှာဘာလို့ရက်နေတာလဲမသိပါဘူးဟောဟောပြေးထွက်သွားပြီဗျပိုးကင်ကအဲ့ရမှာကုန်းထားလာပြီနားအိမ်ရှိစီကအတိုင်းပြေးစင်သွားလိမ့်မယ်မိကုံတော်ကတော့ကိုဝင်နဲ့မို့ပိုးကင်ကိုမတားဆီးလိုက်နိုင်ပါလှုပ်ကြပါဦးရှင်ပိုးကင်ထွက်ပြေးသွားလို့မိကုံတော်အတန်ကြာသဖြင့်အိမ်နီးသားချင်းများကပိုးကင်အနောက်သို့ပြေးလိုက်ကြတယ် ဖိုးခင်ကိုရှာတဲ့အင်းကနောက်ဆုံးမှာတော့ရွာအပြင်တောင်လုံးပြန်ကွင်းစံအနားရှိခြုံဘူကြီးထဲမှာခွေခွေကလေးတည်ဆုံနေတဲ့ဖိုးခင်ကိုတွေ့ရကြရပါတယ်။ထိုနေရာသည်သူ့ငယ်ချင်းဖိုးမောင်တည်ဆုံခဲ့တဲ့နေရာပဲဖြစ်နေတော့တယ်။ဖိုးခင်ဖိုးမောင်နဲ့တောင်လုံးပြန်ကွင်းကြီးအတွင်းမှာတပတ်ကြီးအကြောင်းမှာဗဇွန်တောင်မှလူများအတွက်ပြောစမှတ်ဖြစ်ခဲ့ရပါတယ်။ယခုတော့တောင်လုံးပြန်ကွင်းကြီးလည်းမရှိတော့ဘူး။တို့တော့နမီကတွင်ကြံနေခဲ့ပါတယ်။သူကွင်းကြီးနေရာကိုတော့တောင်လုံးပြန်ရောက်ခွခေါ်တွင်ပြီးတော့ခင်မီအိုးရင်တိုက်တော့အစာအုပ်များနဲ့ စီကားတဲ့ရက်ကွက်တစ်ခုကြီးဖြစ်လို့နေခဲ့ပြီးဖြစ်ပါတယ်။ဆရာအက်ကတော့ရေးထားတဲ့တောင်လုံးပြန်ကတပတ်ကြီးဆိုတဲ့ဗရလောကဇာတ်လမ်းလေးကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ။ဆရာအက်ကဆိုနေတော့နားစင်ပေးခဲ့ကြသူတဦးတယောက်ချင်းဒီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။တရားပြောရှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။